မြန်မာတနခါကို UNESCO ဒရမ်မဲ့အမွေအနေစီးရင်ဝင်ဖို့အတွက်ပြန်လည်စူးစမ်းလာအားလုံးမင်္ဂလာပါရှင် တတကားဆိုတာမြန်မာလူမျိုးတို့အတွက်ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်ုံသာမကပဲနေ့စဉ်ဘဝတက်ပါရေးပါတဲ့ຢာတစ်ခုဖြစ်ပါ යි မြန်မာလူမျိုးများစွာတတကားကိုလှပအနေနဲ့ရောစနေအကြောင်းရင်းတွေအတွက်ပါနေ့စဉ်လင်းချေတက်ကြပါရယ်မြန်မာနိုင်ငံရဲ့တတကားလင်းချေတဲ့ဓလေ့ဟာနှစ်ပေါင်း2000ကျော်ကြာမြင့်ခဲ့ပြီဖြစ်လို့တမိုင်းမှတ်တမ်းတွေရသိရပါ යි ပကံခစ်ကဗဘူးရုပ်တွေမှာဆိုရင်လေအမျိုးသမီးတွေတတကားလင်းချေကြတဲ့ပုံစံမျိုးတွေ့ရပါ යි တတကားပင်တွေဟာဘကူမန္တလေးမကွေးတောင်ပိုင်းဒေသတွေမှာအများဆုံးပေါက်ရလေရှိပါ යි အပင်ကနေတနခါတုံးတွေဖြစ်အောင်ပြုလုပ်ပြီးတော့ရင်းနဲ့သွေးကလိမ့်ကြတာလည်းဖြစ်ပါတယ်။နောက်ပိုင်းမှာတော့တနခါတုံးအနေနဲ့သာမကတော့ဘဲဘူးတွေအမှောက်ပုံစံအနေနဲ့မှတွေ့လာရပါတယ်။ဒါပြင်တနခါကိုအလောက်ကောင်ပစ္စည်းချုပ်မှာပါထည့်သွင်းထုတ်လုပ်ထားတာလည်းရှိပါတယ်။ဒီလိုမျိုးတမိုင်းချောင်းခက်ခဲမမရှိနေတဲ့မြမရိုးရာတနခါဟာလက်ရှိချိန်ထိတော့ UNESCO ရဲ့အမွေအနှစ်တစ်ခုအနေနဲ့တမန်ထားခြင်းခံရခြင်းမရှိသေးပါဘူး။ဒီအတွက်တာဝန်ရှိသူတွေကစူးစမ်းနေကြပါတယ်။ အကြသည်ရင်တုန်းကပဲမြမယူရာကြံပွဲတော်ကို UNESCO ကဒွမ်းမဲ့ရင်ကျေးမှုအမွေနေ့တရက်အနေနဲ့သတ်မှတ်ပေးခဲ့ပါတယ်။ဒီနောက်ပိုင်းမှာတော့တနက်ခါကပါအမွေနေ့စင်းဝင်မှုတွေစ조사လာခဲ့တာပါ။ဒီလိုစ조사နေတာကိုမြမယင်ကျေးမှုအမွေနေ့ဖွဲ့ကြီးရဲ့ဥက္ကဋ္ဌဖြစ်တဲ့ဒေါ်စနာခင်ကဦးဆောင်ပြီးလှုပ်ဆောင်နေကြတာဖြစ်ပါတယ်။လက်ရှိမှာအမွေနေ့ဖြစ်သတ်မှတ်ခံရဖို့အတွက် UNESCO ဖွဲ့ထံကိုလိုအပ်တဲ့ချက်လိုက်စာရွက်စာရွက်တွေနဲ့တင်သွားထားခဲ့ပါတယ်။ ဒါကတနခါကို UNESCO ဝင်ဖို့အတွက်ဒုတိယအကြိမ်မြောက်စ조사မှုလေးဖြစ်ပါတယ်။ပထမအကြိမ်ဖြစ်ပြီးခဲ့တဲ့2020ကစ조사ခဲ့ရမှာတော့အချက်လက်မပြည့်စုံတာအကြောင်းပယ်ချခံခဲ့ရပါတယ်။ဒီဒီကြိမ်စ조사မှုကိုမြန်မာနိုင်ငံရဲ့သာသနာရေးနဲ့ယဉ်ကျေးမှုဝင်ကြီးဌာနကနေတစဉ်အခြားအဖွဲ့အစည်းတွေလည်းပူးပေါင်းကူညီပေးနေကြတယ်လို့သိရပါတယ်။အမွေနေ့စည်းဝင်ဖို့စ조사ရမှာတနခါထုတ်လုပ်သူတွေတိုင်းရင်းသားပညာရှင်ယဉ်ကျေးမှုနဲ့စာပေအဖွဲ့အစည်းသူတွေသည့် ចောင်းသားចောင်းသူတွေနဲ့အခြားဆက်ဆက်တဲ့ပုဂ္ဂိုလ်အားလုံးကပါဝင်ကူညီခဲ့ကြပါတယ်။ဒီတစ်ချိန်တင်သိမှုမှာဆိုရင်အချက်လက်လေးပြပြဆုံဆုံပါဝင်သွားပါတယ်။ UNESCO ရဲ့စံနှုန်းတွေနဲ့ကန့်ညီမယ်လို့ယုံကြည်ပါတယ်ဆိုပြီးဒေါ်ဆန္ဒခင်ကပြောသွားခဲ့တာပါ။ UNESCO ကအတွက်မဲ့အမွေအနှစ်ဖြစ်တဲ့ဘာသာစကားလူမှုရေးအလေအကျင့် ထုံတန်းတလိမ့်နဲ့ပွဲလန်းသပင်ရိုးရာလက်မှုပညာစတာတွေကိုလက်ခံထားပဲဖြစ်ပါရည်မြမတနခါတို့ကတော့လူမှုရေးအလေးချင်းဆိုတဲ့ခေါင်းစဉ်အောက်ကနေပဲတင်သွင်းကြတာဖြစ်ပါရည်တနခါကယူနက်စကိုအသိမဲ့ပြုဖြစ်ဖို့ဒီချိန်စ조사မှုကရောအောင်မြင်မလားဆိုတာဆက်လက်စောင့်ကြည့်သွားရမှာပဲဖြစ်ပါရဲ့ရှင်ကြည့်ရှုအပ်ပေးခဲ့ကြတဲ့တွေအားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ စမားတို့ရဲ့ပေးလေးကို like and subscribe လုပ်ပြီးတော့စောင့်ကြည့်ပေးဖို့အမိပါနေအောင်ရှင်။အဘိနဆိုင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းလေးကိုစိတ်နှလုံးရှင်လင်းချမ်းမြေ့ပါစေကြောင်းစမားတို့ရဲ့ပေးလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပါစေရှင်။